ဓမ္မချစ်ခင် သူတော်စင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီကနေ့မှာတော့ဦးဇင်းတို့အားလုံးသောဓမ္မချစ်ခင်သူတော်စင်များဘာသာရေးနဲ့ပတ်သက်ပြီးတော့ဘာသာရေးဘုသူတ္တဘာသာရေးအသိဉာဏ်များတိုးပွားရရှိစေဖို့အတွက်ကြပြတပုတ်ကိုအကြောင်းပြုပြီးတော့ဦးဇင်းပြောပြမျှဝေပေးမှာပဲဖြစ်ပါတယ်။ အဲ့တော့ဥစဉ်တို့အရင်ဆုံးဒီကပြလေးကိုနားထောင်ကြည့်မယ်နားထောင်ပြီးတော့ဒီချောသွင်းဆိုတဲ့ကပြဆရာရေးသားထားတဲ့ဒီရေးသားချက်တွေများစွာထဲကမှဒါအရေးကြီးတဲ့အချက်လက်တချို့ဒါဟာအမှန်တရားမဟုတ်ဘူးအမှန်တရားဟာဒီလိုဖြစ်တယ်ဆိုတာကိုဥစဉ်ကနေပြီးတော့ အဲပြန်လှည့်ပြီးတော့အမှန်တရားကိုထုတ်ဖို့ပြောပြမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးတကဝေဖြူမောင်ဒါစာရေးသူရဲ့အာဘော်အတိုင်းရွတ်ဖတ်ပြထားတဲ့ကြပြလေးကိုဦးဇင်တို့တေချာလေးနားထောင်ကြည့်ရအောင်အမေကူးခွေတဲ့ဖခင်တွေဟာအောက်ခြေလူရန်းစားတွေရဲ့ထမင်းပကံကိုတစ်စက်မှမကြည့်ဘူးအမေ ဘာသာရေးဟာအစိအတောက်ပဲဗုဒ္ဓကိုအသုံးချလိုက်ယေရှုကိုအသုံးချလိုက်မိုဟာမက်ကိုအသုံးချလိုက်ခရစ်နာကိုအသုံးချလိုက် စီးပွားရေးဆန်ဆန်လေပတ်နေတယ်ဆိုတာအမေကိုကျွန်တော်ပြောပြခြင်းတယ်ဗုဒ္ဓဟာမေတ္တာတုတ်ကိုဟောတော်မူတယ်တဲ့အမေရွတ်ဖန်နေတဲ့မေတ္တာတုတ်ထက် ကျွန်တော်တို့ထားတဲ့မေတ္တာတရားဟာပိုပြီးလက်တွေ့ဆင်တယ်ပဒါစာရီကိုအမေကြားဘူးလားကျွန်တော်ကတော့ အမျိုးသမီးမတက်ရဆိုတဲ့ဖရားတွေမြင်မှုတယ်။ချမိန်တန်းအောင်အဖြတ်ခိုင်းတဲ့အမိကိုသင်ငန်းတွေဘလို့ချုပ်ရတယ်ဆိုတာပြောပြခြင်းလေ။ဖုံတကူဟာကိုကျင်တရားနဲ့ကိုကျင်းစာစစ်အပေါ်မှာပဲမှုတည်တာပါမင်းပထမ်းပါဠိတော်မှာစိတ်တာအဓိပတိလို့ဟောတယ်အမေကတော့ဖျားမရှိကိုရင်အရေးကြီးရဲ့တဲ့ဘုရားပဲမှားသလားအမေပဲမှားသလားကျွန်တော်ဝီခွေးမရဘူးမင်း တန်တရားဆိုတာတကယ်ရှိပါတည်းကောင်းမှုမကောင်းမှုဟာလည်းတကယ်ရှိပါတည်းဒီလိုပဲမေကိုယ်ခွေယုံကြည်မှုထုံးတမ်းဓလိအမားတွေဟာလည်းတကယ်ရှိပါတယ်ဗုဒ္ဓဟာအစွဲတွေကိုချုပ်ဖို့ဟောတယ်အမေကတော့ဗုဒ္ဓကိုပြန်ဆွဲတယ်တရားဟာ나ယူဖို့မဟုတ်ဘူးမေရွှေဖက်တရဆယ်ဖို့လည်းမဟုတ်ဘူးဖျားစင်ပေါ်တင်ထားပြီးတိတ်တိတူအောင်လုပ်ဖို့လည်းမဟုတ်ဘူး တရားဆိုတာကြင့်ကြံအားထုတ်ပြီးတန်တရားတစ်ဖက်ကန်းကိုကူးဖို့ဆိုတာအမေတိအောင်ကျွန်တော်ပြောပြချင်သေးတယ်ချောသွင်းအဲ့တော့ကြပြလေးရတော့ဒါပါပဲအောက်ဆုံးမှာချောသွင်းကြပြလို့ဒါဒီလိုရေးထားတယ်ပေါ့နော်အဲ့တော့ဒီမှာဦးဇင်းတို့သူစထွက်ထွက်ချင်းကဒါဟာအမှန်တရားမဟုတ်ဘူးဆိုတာကိုဦးဇင်းတို့ကပြောပြပေးချင်တာပါဒီကြပြကိုရွတ်ဖက်ပြတဲ့ဒါတကား ဝေဖြိုးမောင်ကောင်းပါတယ်သူရဲ့အတန်နေတန်ထားလေးနဲ့ရုတ်ဖတ်တာနားထောင်လို့ကောင်းတယ်အဲ့တော့ဒီကပြာကိုသူကိုယ်တိုင်ကြိုက်လို့ရုတ်ဖတ်ထားတာလည်းဖြစ်နိုင်တယ်ဒါတိချက်နေ့ချက်ကသူတို့ကြိုက်ချင်းကြိုက်မယ်မကြိုက်ချင်းလည်းမကြိုက်ဘူးပေါ့တိုးတော်လည်းပဲအများသူ့ငါဒီကပြာဆရာကတော့ဒီလိုရေးထားတဲ့ဗျာဆိုတာကိုသိစီဖို့အတွက်ဒါရုတ်ဖတ်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့ဒါကနံပါတ်1ချက်ပေါ့အဲ့တော့တိချက်နဲ့2ချက်က ဒါတမျိုးမျိုးကြောင့်ဒီကဗျာကိုသူရုပ်ဖက်ပြီးတော့သူ့ရဲ့အကောင့်မှာဒါတင်ထားတာဖြစ်နိုင်တယ်ပေါ့သူကိုယ်တိုင်ကြိုက်လို့တင်ထားတာလားဒါမှမဟုတ်မကြိုက်ဘဲနဲ့သူတို့ဘာသိဖို့အတွက်ဒါရုပ်ဖက်ပြီးတော့တင်ထားတာလားဆိုတာဦးစင်းတို့ကတော့ဒါကတော့အတိအကျမသိနိုင်ဘူးပေါ့အဲ့တော့အတိအကျဦးစင်းတို့သိနိုင်တာကတော့ဒီချောသွင်းဆိုတဲ့ကဗျာဆရာက ပထမဒီကဗျာရဲ့စထွက်ထွက်ချင်းပါပဲဦးဇင်းတို့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့သူရေးသားထားတာဒါအမှန်တရားမဟုတ်ဘူးဆိုတာကိုဦးဇင်းတို့ကပြောချင်တာပါသူကရေးထားတာကအမေကူးကွယ်တဲ့ဖရာတွေဟာတဲ့ဖရာတွေဆိုတော့ဖရာတွေကအများကြီးပဲဖြစ်နေတယ်နော်တဆူလည်းမဟုတ်ဘူးပေါ့အခုအောက် မှာလည်းပဲဒီဗုဒ္ဓကိုအတုံးချလိုက်ယေရှုကိုအတုံးချလိုက်မိုဟာမက်ကိုအတုံးချလိုက်ဒီလိုအများကြီးပြောပြင်မဲ့ ီကပြတပုတ်လုံးကိုခြုံပြီးတော့ကြည့်လိုက်တဲ့အခါမှာအဓိကကတော့ဥစဉ်တို့ဒီဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့သူကပြောထားတာပါရေးထားတာပါဗုဒ္ဓကိုတုံချလိုက်ယေရှုကိုတုံချလိုက်မိုဟာမက်ကိုအတုံချလိုက်လို့ဒီလိုဒီရေးထားပြင်မဲ့ဒီကပြတပုတ်လုံးကိုဥစဉ်တို့ခြုံပြီးတော့သုံးသက်ကြည့်လိုက်တဲ့အခါကျတော့ဒါဗုဒ္ဓနဲ့ပတ်သက်တဲ့ဗုဒ္ဓဓမ္မနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒါရေးသားထားတာတွေ့ရတယ်ဗော ဲ့တော့အမိကူးကွယ်တဲ့ဖရားတွေဟာအောက်ကြီးလူတန်းစားတွေရဲ့ထမင်းပကံကိုတဆက်မှမကြည့်ဘူးအမိတဲ့အဲ့တော့သူ့မိယာကူးကွယ်တာဗုဒ္ဓကူးကွယ်တယ်ဆိုလို့ရှိရင်သူဟာလည်းပဲဒါဗုဒ္ဓဘာသာဝင်တယောက်ဆိုတာသိချတယ်ပေါ့သူတို့လည်းပဲအမိကဗုဒ္ဓဘာသာဖြစ်ပေမဲ့ကိုကိုပေမဲ့သူကဗုဒ္ဓကိုယုံကြည်သူမဟုတ်တဲ့သူလည်းဖြစ်နိုင်တယ်ပေါ့ဗုဒ္ဓဘာသာကိုယုံကြည်ကိုကိုတဲ့သူမဟုတ်ပဲနဲ့ ဒါဘာသာမဲ့လည်းဖြစ်ရင်ဖြစ်နိုင်တယ်သို့မဟုတ်တခြားဘာသာကိုကူးပြောင်းသွားသူလည်းဖြစ်ရင်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဘာသာတရားလွန်အားနည်းသူလည်းဖြစ်ရင်ဖြစ်နိုင်တယ်ပေါ့အမေကူးကွယ်တဲ့ဘုရားတွေဟာအဲ့လိုဦးစင်းတို့အာယုံပြုရမှာကဗုဒ္ဓဘုရားကိုပဲအာယုံပြုရမယ်ပေါ့အောက်ကြည့်လူတန်းစားတို့ရဲ့ထမင်းပကံကိုတစက်မှမကြည့်ဘူးအမေတဲ့ပြောချင်တာကဘုရားက ောက်ကြီးလူတန်းစားဆင်းရဲသားတွေကိုဒါမငဲ့ညာဘူးဆိုတဲ့သဘောမကြည့်ဘူးအောက်ကြီးလူတန်းစားတွေသမင်းပကံကိုမကြည့်ဘူးဆိုတော့ဟာလားစာဝုနေအဆင်ပြေလားမပြေလားဆိုတာဒါဖះကမကြည့်ဘူးဆိုတဲ့ဒီလိုသဘောမျိုးပေါ့နော်ဒါဆိုလို့ရှိရင်ပြောင်းပြန်ပြန်ပြီးတော့တစ်ဖက်ကပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါအထက်တန်းစားလူတွေအောက်ခြေလူတန်းစားမဟုတ်ဘဲနဲ့အထက်တန်းစားလူတွေကိုပဲဘုရားကကြည်တယ်ဆိုတဲ့ ဒီလိုသဘောမျိုးတက်ရောက်တာပေါ့နော်ဒါကသူမတိလို့ဒီလိုရေးတာလားသူမတိတိနဲ့ကိုထင်ကိုအမြင်နဲ့ကိုထင်တယ်လို့ပဲရေးတာလားတော့မသိဘူးပေါ့တေချာတာတခုကဥစဉ်တို့မြတ်စွာဘုရားတည်အထက်တန်းစားအောက်တန်းစားအကုန်လုံးကိုကြည်ပါတယ်။ဘာနဲ့ကြည်တာလဲဆိုရင်မေတ္တာကရုဏာနဲ့ကြည်တယ်ပေါ့ ဦးဇင်းတို့ရဲ့မြတ်ဗုဒ္ဓတည်လူနဲ့ပြမှာတတဝအာလုံတို့ရဲ့အပေါ်မှာမေတ္တာကရုဏာကြီးမားတဲ့ဖရာပါဒါကဆင်းရဲလို့မေတ္တာကရုဏာမထားဘူးချမ်းသာတဲ့သူမို့လို့ထားတယ်ဒီလိုခွဲခြားခြင်း မရှိပါဘူးတတဝအာလုံတို့ရဲ့အပေါ်မှာဆင်းရဲသူကိုပဲဖြစ်ဖြစ်ချမ်းသာတဲ့သူကိုပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်တတ္တဝါဖြစ်ဖြစ်ဥစဉ်တို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည်မေတ္တာကရုဏာ ထားတော်မူတယ်ကြီးမားတော်မူတယ်ဆိုတာကိုဒါတိနာလေတဲ့ပုဂ္ဂိုလ်ကဒီကဗျာရဲ့စဆချင်းကိုဒါကြားလိုက်တာနဲ့ဒီကဗျာကိုဖတ်မိလိုက်တာနဲ့ဒါဟာအမှန်တရားမဟုတ်ဘူးဆိုတာကိုစပြီးတော့သိရမှာဖြစ်ပါတယ်အဲ့တော့ဘာမှမသိတဲ့သူတယောက်ဟာဘာသာရေးအားနည်းတဲ့သူတယောက်ဟာအမေကိုကိုယ်တဲ့ဖရာတွေဟာအောက်ကြည့်လူတန်းစားတွေရဲ့သမင်းပကံကိုတစက်မှမကြည့်ဘူးအမေဆိုတဲ့ဒီကဗျာကို ဖတ်မိလိုက်တာနဲ့သူ့မဟုတ်ဒီတကားရွတ်ပတ်တာကိုကြားလိုက်တာနဲ့ဒါဇဝိဇဝါဖြစ်သွားလိမ့်မယ်ပေါ့တွေးစရာတွေဖြစ်သွားလိမ့်မယ်ပေါ့ဒါကဘာသာရေးအားနေတဲ့သူတွေအတွက်ကတော့ဖြစ်နိုင်တယ်ပေါ့တနည်းပြောရရင်မီယိုဖလာဗုဒ္ဓဘာသာဖြစ်နေတဲ့သူတွေအတွက်ကတော့ဒါကဇဝိဇဝါဖြစ်သွားနိုင်တယ်ပေါ့ဒါဟာအမှန်တရားမဟုတ်ဘူးဆိုတာကိုဥစဉ်ကဒါအမှန်တရားဆိုတာ ဒါဖြစ်တယ်ဆိုတာကိုပြောပြပေးခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားဟာအောက်ကြီးလူတန်းစားတွေရဲ့ဓမင်းပကံကို တစမမကြည့်ဘူးလို့ဒါဘုရားပေါ်မှာဒါဆွဆွဲခြင်းတမျိုးပါပဲ။ဘုရားဟာကွဲခြားဆက်ဆံတယ်ဆိုတဲ့အဲဒီလိုသဘောမျိုးတက်ရောက်တယ်ပေါ့နော်။အဲ့တော့မြတ်စွာဘုရားဒီအောက်ကြီးလူတန်းစားပဲဖြစ်ဖြစ်အထက်တန်းစားပဲဖြစ်ဖြစ် ဘယ်လိုပုဂ္ဂိုလ်တ attva ပဲဖြစ်ဖြစ်မြတ်စွာဘုရားသည်မေတ္တာကရုဏာထားတော်မူတယ်မေတ္တာကရုဏာကြီးမားတော်မူတယ်ဆိုတာကိုဒါဥစဉ်တို့ဓမ္မချင်းကသူတော်စင်များသိတာနားလည်ဖို့လိုတယ်ပေါ့အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ဟာလူနဲ့ပြမှာတ attva အလုံးစင်ရင်ချမ်းသာမရွေးအဲ့ဒီလူနဲ့ပြမှာတ attva အလုံးတို့ရဲ့အပေါ်မှာမေတ္တာကရုဏာကြီးတာကိုဘယ်လိုသိနိုင်တယ်လဲဆိုရင် သူဟောပေါ်ညွန်ပြဆူဆူမခဲ့တဲ့တရားတွေကိုဒါလေ့လာကြည့်မယ်တရားတွေနားကြည့်မယ်ဓမ္မစာပေတွေကိုဖတ်ရှုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ပိဋကတ်၃ပုံကိုလေ့လာကြည့်မယ်ဆိုရင်ဦးဇင်းတို့ဘုရားရှင်ကိုယ်တော်မြတ်ဟာလူနဲ့ပြမှာတတ္တဝါအလုံးတို့ရဲ့အပေါ်မှာဘလောက်ထိမေတ္တာကရုဏာကြီးမားတယ်လဲဆိုတာကိုဒါသိရမှာဖြစ်တယ်ဗောအဲ့တော့မေတ္တာကရုဏာ ကြီးမားတဲ့ဆိုတာကို သိတဲ့ဆိုတာဟာလည်းပဲအဲ့ဒီဖရာတရားတော်တွေကိုလိလာလိုက်စားလို့ပဲဖြစ်တယ်ပေါ့အဲ့တော့ဒီမှာရေးထားတာဟာဒါမမှန်ဘူးဆိုတာကိုဦးစင်ကဒါပြောပြမျှဝေပေးခြင်းဖြစ်ပါတယ်အဲ့တော့အောက်မှာထပ်ပြီးတော့ရေးထားတာကဘာသာရေးကအစိတ်တောက်ပဲတဲ့ဗုဒ္ဓအတုံးချလိုက်ယေရှုကိုအတုံးချလိုက်မိုဟာမက်ကိုအတုံးချလိုက် ခရစ်ရှာနာကိုအသုံးချလိုက်ဒါဟိန္ဒူပေါ့စီဝါရေးဆန်ဆန်လေပတ်နေတယ်ဆိုတာ အမေကိုကျွန်တော်ပြောပြခြင်းတယ်ဘာသာကြီးဟာအစိတ်တောက်ပဲတဲ့သူကတော့အကုန်လုံးချုပ်ပြီးတော့ပြောပြပလိုက်တာပေါ့နော်ဘာသာကြီးဟာအစိတ်တောက်ပဲဆိုတာဟာသူကနောက်ဆုံးမှပြောသွားတဲ့ဟာလာစီဝါရေးဆန်ဆန်လေပတ်နေတယ်ဆိုတာအမေကိုပြောပြခြင်းတယ်ဘုရားအသုံးချတယ်ယေရှုဒါတော့ရှားပါတာထားပါ ဘိုးတော်ကိုအတုံးချပြီးတော့စီဝိုင်းဆန်ဆန်လက်ပတ်နေတယ်ဆိုတာအမိကိုကျွန်တော် ပြောပြခြင်းနဲ့အဲ့တော့ဘာသာကြီးကအစိတ်တောက်ပဲတဲ့ဘာသာရေးဆိုတာဘာကိုပြောတာလဲဆိုရင်ကုသတရားတွေကိုဒါပြောတာပါပဲဥပမာဥစဉ်လို့ထင်ရှားအောင် ပြောမယ်ပေါ့လောကမှာပြောကြတဲ့နိုင်ငံရေးစီဝါရေးလူမှုရေးကျမ်းမာရေးပညာရေးအရေးပေါင်းစုံရှိတယ်ပေါ့အဲ့ဒီအထက်မှာဘာသာရေးဆိုတာလည်းပါတယ်ပေါ့ အဲ့တော့လူတယောက်ဟာနေ့တိုင်းဖရားပုံမှန်ဝိပုတေရှိခိုးတယ်ပြီးတော့ဒါနလုပ်ငန်းတွေလုပ်တယ်တိလကိုလုံကြုံအောင်စောက်ထိန်တယ်ဥပုံနေ့တွေမှာဥပုံစောက်တယ်တရားဘာဝနာကိုပုံမှန်ပွားများတယ်တခြားတခြားသောပဋိဒါနပတ္တနုမောဒနာဓမ္မတာဝနာဓမ္မဒီသနာတရားနာခြင်းတရားဟောခြင်းအစရှိတဲ့ဒီလိုကုသတရားတွေကိုဒါလီလီတက်တက်ထားပြီးတော့ လလီတစားအေးထားပြီးတော့အဲ့ဒီလူတယောက်ဟာပြုတ်လုနေတယ်ဆိုရင်တခြားသောလူတွေကဒီလူဘာပြောလဲဆိုတော့ဟာဒီလူကဘာသာရေးသမားกว่าအဲ့ဒီလူပြောကြတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဌာနသီလအစရှိတဲ့ကုသိုလ်လုပ်ငန်းတွေဖရာတရားတန်ခါနဲ့ပတ်သက်တဲ့အလုပ်တွေကုသိုလ်လုပ်ငန်းတွေကိုလုပ်နေတဲ့သူကိုဘာပြောလဲဆိုတော့ဘာသာရေးသမားလို့သူပြောတယ်အဲ့တော့ဘာသာရေးဆိုတာကိုဦးဇင်းတို့ပြန်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဖရာဟောတဲ့ တရားဓမ္မတူအတိုင်းလိုက်နာကျင့်သုံးနေထိုင်တာကိုဒါဘာသာရေးလုပ်တယ်လို့ဒီလိုပြောတယ်ပေါ့အဲ့တော့ချုပ်မိပြောလိုက်ရင်ဘာသာရေးဒီကုသိုလ်အလုပ်ပါပဲအဲ့တော့ဘာသာရေးဟာအစိတ်တောက်ပဲလို့ပြောလိုက်တာဟာကုသိုလ်ရေးတွေဟာစိတ်တောက်ပဲလို့ပြောလိုက်တာ ਨੇ ဒါအတူတူပါပဲအဲ့တော့ဘာသာရေးဟာစိတ်တောက်ပဲဆိုပြီးတော့ဒီမှာအောက်မှာပြောထားတာကဗုဒ္ဓကိုအတုံးချလိုက် ကျန်တဲ့ယေရှုတို့မိုဟာမက်တို့ကထားလိုက်ပေါ့ဗုဒ္ဓကိုအတုံးချပြီးတော့စီဝိုင်းဆန်ဆန်လက်ပတ်နေတယ်ဆိုတာအမိကိုကျွန်တော်ပြောပြခြင်းတယ်တဲ့ဟုတ်ပါတယ်ဒါကတချို့မှန်တယ်ပေါ့ဒီဘာသာရေးကိုအတုံးချပြီးတော့ဦးဇင်းတို့မြတ်ဗုဒ္ဓကိုအတုံးချပြီးတော့ဒါစီဝိုင်းဆန်ဆန်လောဘအာကြီးပြီးတော့မောဟတွေပိတ်ဖို့ပြီးတော့ဒါစီဝိုင်းဆန်ဆန်ဘာသာရေးကိုခုတုံးလုပ်ပြီးတော့လုပ်နေတဲ့သူတွေရှိတယ်ပေါ့အဲ့ဒီလူတွေအတွက်ဟာဒါအစိတ်တော့ဖြစ်တယ်ပေါ့ ီဘာသာရေးကိုအတုံးချတော့တကြောင်မလို့သူတို့ဟာအစိတ်တော့ဖြစ်သွားတယ်ပေါ့ကုသိုလ်မဖြစ်တော့ဘူးအဲ့တော့စီဝိုင်းဆန်ဆန်လက်ပတ်နေတယ်ဆိုတာအမေကိုကျွန်တော်ပြောပြခြင်းတယ်ဘာသာရေးကိုကုရုံလုပ်ပြီးတော့ဗုဒ္ဓကိုကုရုံလုပ်ပြီးတော့ဒါကြီးဝဖို့အတွက်လောဘတွေတက်ပြီးတော့လုံနေရတဲ့သူတွေရှိတယ်ပေါ့အဲ့ဒီလိုလူမျိုးတွေရှိသလိုပဲတကယ်ဘာသာရေးကို မိမိစီးပွားအပြတ်ခံပြီးတော့မိမိရဲ့ကိုဂျိုးတွေတောင်မှအဆုတ်ယုတ်ခံပြီးတော့တကယ်ဘာသာတရားကိုယုံယုံကြည်ကြည်နဲ့ဒါစွန့်စန်းတမှန်ပြုလို့ဆောင်ရွက်နေကြတဲ့ရန်ရှိလူပြည်သူတွေရှိတယ်ပေါ့ဒါသူတို့ယုံကြည်မှုနဲ့သူတို့ရဲ့တရားတရားနဲ့ဒါရရှိတဲ့ချမ်းသာတရားဒီဘာသာတရားကိုပြုလို့ခြင်းကြောင့်ဘာသာရေးကိုပြုလို့ခြင်းကြောင့် ရရှိလာတဲ့အကျိုးတရားတွေပေါ်မှာ ယုံကြည်ပြီးတော့ဘာသာရေးကိုဒါတကယ်လုပ်နေတဲ့သူတွေရှိတယ်ပေါ့အဲ့တော့ဘာသာရေးကအစိတ်တောက်ပဲဆိုတဲ့ဇာတ်ဟာဒါအလုံးအတွက် အမှန်မဖြစ်ဘူးပေါ့အေးဘာသာရေးကိုဟလာခုတုံးလို့ဗုဒ္ဓကိုခုတုံးလို့ပြီးတော့စီဝိုင်းဆန်းဆန်းလက်ပတ်နေတဲ့သူတွေတက်ကတော့ဒါကတော့အစိတ်တောက်ဖြစ်တယ်ပေါ့တကယ်ဘာသာရေးကို ယုံယုံကြည်ကြည်နဲ့ဘုရားတရားတန်ခါကိုယုံကြည်ကံကိန်းကျူတရားကိုယုံကြည်ပြီးတော့ဘာသာရေးလုပ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ကတော့ဒါအစိတ်တော့ပဲဖြစ်မလဲ။ကောင်းကျိုးချမ်းသာတွေပဲဖြစ်မယ်ပေါ့။တို့တော်လည်းပဲသူကတော့ဘာသာရေးကအစိတ်တော့ပဲလို့ဒီလိုအားလုံးကိုတင်ကြုံပြီးတော့ဒီလိုပြောထားခြင်းဟာလည်းပဲဒါဟာမမှန်ကန်ဘူးဆိုတာကိုဦးစင်ကနေပြီးတော့ဒါပြောပြမြောက်ကိုပေးပါလား။နောက်တစ်ခုကဗုဒ္ဓမြတ်တာသူ့ကိုဟောတော်မူတယ်တဲ့။ ဟောတော်မူတယ်မဟုတ်နော်ဒဲဆိုတာပါတယ်ပေါ့အမေရွတ်ဖတ်နေတဲ့မေတ္တာတုတ်ထက်ကျွန်တော်တို့ထားတဲ့မေတ္တာတရားဟာပို့ပြီးလက်တွေ့ဆန်တယ်အဲ့တော့ဒီစာအုပ်တရားဖတ်ကြည့်လိုက်လို့ရှင်အမေရွတ်ဖတ်နေတာထက်ကျွန်တော်တို့ထားတဲ့မေတ္တာတရားလို့ဒီလိုသွားတာမဟုတ်ဘူးနော်အမေရွတ်ဖတ်နေတဲ့မေတ္တာတုတ်ထက်တဲ့အပေါ်မှာကဗုဒ္ဓဟာမေတ္တာတုတ်ကိုဟောတော်မူတယ်အမေရွတ်ဖတ်နေတဲ့အဲ့ဒီမေတ္တာတုတ်ထက်ကျွန်တော်တို့ထားတဲ့မေတ္တာတရားဟာပို့ပြီးလက်တွေ့ဆန်တယ် တော့လူရင်းတူချင်းပြောလိုက်တဲ့ခါကျတော့ဗုဒ္ဓဟောတဲ့မေတ္တာတုတ်ထက်ကျွန်တော်တို့ထားတဲ့မေတ္တာတရားကပိုပြီးလက်တွေ့ဆန်တယ်လို့သူကဒီလိုပြောတာအဲ့တော့ဗုဒ္ဓမေတ္တာတရားကိုမေတ္တာတုတ်ကိုဘယ်လိုဟောလဲဒီထက်မှဒါသူရှင်းပြတာချင်းမရှိဘူးပေါ့တူထားတဲ့မေတ္တာတရားလက်တွေ့ဆန်တယ်ဆိုတော့မေတ္တာဘယ်လိုမေတ္တာမျိုးလဲဒါလည်းပဲရှင်းပြတာချင်းမရှိဘူးသို့တော်လည်းပဲလာဗုဒ္ဓဟောကြားတဲ့မေတ္တာတုတ်ထက်ဒါဒီတူထားတဲ့ ကျွန်တော်တို့ထားတဲ့မေတ္တာတရားကပို့ပြီးတော့လက်တွေ့ဆန်တယ်လို့ဒီလိုပဲသူကရေးထားတယ်ဗုဒ္ဓဟောတဲ့မေတ္တာတုတ်ထက်တောင်မှသူကလက်တွေ့ပူဆန်တယ်ပေါ့အဲ့တော့မေတ္တာဆိုတဲ့အထိပယ်ဒီမေတ္တာဆိုတာဘလို့ကြင့်သုံးရတယ်ဘလို့ပွားများရတယ်မနောကံမေတ္တာဝစီကံမေတ္တာကာယကံမေတ္တာဒီလိုအစရှိတရားပြင်မေတ္တာတရားတွေကိုဦးဇင်းတို့အကျယ်ချဲ့ပြီးတော့ပြောမယ်မေတ္တာတုံးမှလာတဲ့အတိုင်း တကယ်ဦးဇင်းတို့ပြောမယ်ဆိုလို့ရှိရင်ဦးဇင်းတို့ရဲ့ဗီဒီယိုဖိုင်ဟာနိုင်နဲ့ကြည့်ပြီးတော့ရှေ့သွားမှာဖြစ်တယ်ပေါ့အဲ့တော့သူကတော့တူထားတဲ့မေတ္တာတရားဟာဗုဒ္ဓဟောကြားတဲ့မေတ္တာတုတ်ထက်တောင်းမှဒါလက်တွေ့ဆန်တယ်တဲ့ကြင်ထားကျန်တဲ့ဟာလေးဦးဇင်းတို့ဆက်ပြီးတော့တွားရအောင်ဗဒါစာကြီးကိုအမိကြားဘူးလားတဲ့ဗုဒ္ဓဘာသာပဲဗဒါစာကြီးကြားဘူးတာပေါ့နော် ါဒါသူကသူ့အမိကိုထားပြီးတော့ဒါသူ့အမိကိုတဲ့ထားပြီးတော့ဘာတိုင်းနဲ့ပတ်သက်တာသူကပြောတာပေါ့ဖရာဇာယူအမိကြားဘူးလားတဲ့ကျွန်တော်ကတော့တဲ့အမျိုးသမီးမတက်ရဆိုတဲ့ဖရာတွေမြင်ဘူးတယ်တဲ့အဲ့တော့မျိုးသမီးမတက်ရဆိုတဲ့ဖရာတွေကတော့ဒါကတော့ဦးဇင်းတို့မြမလူမျိုးတွေရဲ့ဓာကြီးကျင်းမှုတွေပဲဆိုင်ပါတယ်ဒါကတော့ဘာသာတရားနဲ့မဆိုင်ဘူးပေါ့ကဲဆက်ပြီးတော့သွားမယ် ထမိန်တန်းအောင်မပြတ်ခိုင်းတဲ့အမိကိုသင်္ကန်းတွေဘလို့ချုပ်ရတယ်ဆိုတာပြောပြခြင်းနဲ့ထမိန်တန်းအောင်မပြတ်ခိုင်းတာနဲ့သင်္ကန်းတွေဘလို့ချုပ်ရတယ်ဆိုတာကိုပြောပြခြင်းပါတယ်တဲ့ဟုတ်လားအဲ့တော့ဘုံနကုဆိုတာဟာကုကျင့်တရားနဲ့ကုကျင်းစာစိတ်အပေါ်မှာမူတည်တာပါအမိတဲ့သူပြောခြင်းတာကဦးစင်းတို့အမိတွေလည်းပြောပြပါတယ် ီထမိန်တန်းအောက်အိမ်အောက်ဒီပိုင်းတွေဝင်တဲ့ခါကျလို့ရှိရင်မဝင်နဲ့ဖုံးနေတတ်တယ်လို့သူတို့ပြောတယ်ပေါ့အဲ့တော့ဒါကလည်းဘုရားဟောမဟုတ်ပါဘူးဟုတ်လားအဲ့တော့သူကဗာပြောလို့ဆိုတော့သင်္ကန်းတွေဘလို့ချုပ်ရတယ်ဆိုတာကိုအမိပြောပြခြင်းတယ်တဲ့သင်္ကန်းချုပ်တဲ့သူတွေကဒီဥစဉ်တို့ဝတ်တဲ့သင်္ကန်းတွေဆိုလို့ရှိရင်ဒါသူတို့လုံကြီးတွေနဲ့ထိမိတယ်လေဒါဥစဉ်တို့ဆိုလို့ရှိရင်ဒါသင်္ကန်းအစ်စ်ဝယ်တိုင်းရှော့ပုတ်ပြီးမှဝတ်တယ်ပေါ့အဲ့ဒီလိုပြောကြဇဒန်းဆိုလို့ရှိရင်ဥစဉ်တို့ဘုရားလက်ထက်ကဆိုလို့ရှိရင်လည်းပဲဟလာပိစာတွေလိုက်ကောက် အမျိုးသမီးပိစာမမတိအမျိုးသားပိစာမမတိထမိန်ပိစာမမတိအင်ကြီးပိစာမမတိပိစာမန္တမအကုန်ကောက်ပြီးတော့ဒီမတာမှာပတ်ထားတဲ့ပိတ်တွေတညာကုမှာပြစ်ဆွန့်ပြစ်ထားတဲ့ဒီပိတ်တွေပေါ့ဒါတွေကိုကောက်ပြီးတော့ချုပ်ဆက်ဆိုးပြီးတော့မှဒါတင်ငန်းဖြစ်ဝစ်ကြတယ်ပေါ့မြတ်စွာဘုရားရှင်ကုတော်တိုင်လည်းပဲဒါလူတိကောင်မှာပတ်ထားတဲ့တင်ငန်းပေါ့အာအပိစာပေါ့အဲ့ဒီပိစာကိုဒါခွာယူပြီးတော့ဒါတင်ငန်းချုပ်ဝစ်တယ်ပေါ့ ချုပ်ဆိုးဝစ်တယ်လို့ဒါဦးစင်းတို့မှတ်သားဘူးတယ်ပေါ့အဲ့တော့ဒါကတော့သိပြီးတော့ဟိုမားတဲ့ပြောပြောမှန်းနေပြောပြောဘယ်လိုပဲပြောပြောပေါ့နော်ဓမေတန်းအောက်ဖြတ်တာဟာဘုံတကူနှိပ်တယ်ဘုံနှိပ်တယ်ဘာညာဘယ်လိုပဲပြောပြောပေါ့ဟလာဒါကဘုရားဟောတော့မဟုတ်ဘူးအဲ့တော့ဒီနေရာမှာဘုံတကူဆိုတာဟာကိုကျင့်တရားနဲ့ကိုကျင်းစာစိတ်ပေါ်မှာမူတည်တယ်ဆိုတာကတော့ဒါကတော့မှန်ပါတယ် ဓိကကအဲဘုံကြီးခြင်းနဲ့ဘုံတို့ကိုကြီးခြင်းနဲ့ဆိုရင်ကိုကကိုချင်းတရားနဲ့ပြည့်စုံအောင်သီလသမာဓိပညာနဲ့ပြည့်စုံအောင်ဒါစူးစမ်းနေထိုင်မယ်ဆိုလို့ရှိရင်ဘုံကြီးပါတယ်နော်အဲတော်ထဲမှာပဲနေနေတောင်ထဲမှာပဲနေနေဘယ်နေရာမှာပဲနေနေပေါ့အဲဒါကိုသူကပြောချင်တာပေါ့ဒီမှာပဋ္ဌာန်းပါဠိတော်မှာစိတ်ဓာတ်အဓိပတိလို့ခေါ်တယ်တဲ့အမေကတော့ဖះမရှိခိုးရင်ငရေကြီးတယ်တဲ့အဲ့တော့စိတ်ဓာတ်အဓိပတိဆိုတာကအကြီးမှုဖြစ်တဲ့စိတ်လို့ဒီလိုအနက်အဓိပ္ပာယ်ရတယ်ပေါ့ အမေကဖခင်မရှိကိုရင်ငရေကြီးတယ်ဆိုတော့ဒီနှစ်ခုကဘလို့မှတော့မပတ်သက်ဘူးလို့ဦးဇင်းကတော့ထင်တယ်ပေါ့ဖခင်မရှိကိုရင်ငရေကြီးတယ်လို့ဒါအမေကပြောတဲ့ဆိုရင်ဒါဖခင်ရှိကိုစီခြင်းလို့ပြောတဲ့စကားပဲဖြစ်မယ်ပေါ့နော်ဟိုဖခင်ရှိကိုလို့ရှင်ရင်ကုသိုလ်ရတယ်အဘိဝါဒနာတိလိတအဘိဝါဒနာတိလိတနေဆဟုတ်တာပဇာကြီးနော်စက်တာတော့ဓမ္မဝတ္တန်ဒီအာယုကုန်တော့ဒုက္ခံဗလန်းဆိုတဲ့ဒီပါဠိတော်မှာလာရှိတဲ့အတိုင်းပေါ့နော်ဒါဖခင်တရားတန်ခါစတဲ့ကြီးကုန်တဲ့ပုဂ္ဂိုလ်တွေမှာရှိကိုလို့ရှိတဲ့ သူဟာအာယုဝန်တော်ဒုက္ခံဘလံဆိုတဲ့ဒီလိုကောင်းကျိုးတွေနဲ့ပြည့်စုံတဲ့ကုသိုလ်ရတယ်ပေါ့ဗျာအဲ့တော့အဲ့ဒီလိုကုသိုလ်ရစေခြင်းလို့ဟလာဖရာမရှိခွင်ရင်ငရေကြီးတက်တယ်လို့ဒါဒီလိုလိညာပြောဆိုတာမျိုးလည်းဖြစ်မယ်ပေါ့ဒီလိုလိညာခြင်းရလည်းပဲဒါကကောင်းကျိုးဖြစ်ဖို့အတွက်လိညာခြင်းပေါ့သူတို့ဘာဒုက္ခရောက်အောင်လိညာတာမဟုတ်ဘူးလိညာလူတဲ့စိတ်နဲ့လိညာတာလည်းမဟုတ်ဘူးပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ သူကဗာပြောလဲဆိုတော့ဗုဒ္ဓပဲမာသလားအမေပဲမာသလားကျွန်တော်ဝေခွဲမရဘူးအမေတဲ့အဲ့တော့ပဋ္ဌာန်းပါဠိတော်မှာလာရှိတဲ့စိတ်ဓာတ်ဓိပတိနဲ့အဲဘုရားမရှိခိုးရင်ငရေကြီးတက်တယ်ဆိုတဲ့ဒီအမေပြောနေတော့ဘယ်လိုမှတော့မပတ်သက်ဘူးလို့တော့ဦးစင်းကတော့ထင်ပါတယ်ကဲဆက်ပြီးတော့သွားမယ်တန္တရာဆိုတာတကယ်ရှိပါတဲ့ကောင်းမှုမကောင်းမှုဟာလေတကယ်ရှိပါတဲ့ ီလိုပဲမေးတဲ့ကိုကိုယ်ယုံကြည်မှု ထုံနှံဓလိအမားတွေလည်းတကယ်ရှိပါတယ်။ကဲဒါကတော့မှန်ပါတယ်။အောက်ကပြောတယ်ကိုကိုယ်ယုံကြည်မှု ထုံနှံဓလိအမားတွေဟာလည်းတကယ်ရှိပါတယ်။ဒီဖတ္တရားတန်ခါကိုကိုကိုယ်စည်းကကြတဲ့သူတွေဟာဥစဉ်တို့ဒေတာဝါဒပိဋကတ်တော်မှာလာရှိတဲ့အတိုင်းကိုကိုယ်စည်းကတာမျိုးမဟုတ်ပဲနဲ့တချို့လည်းပဲအစမ်းထွင်ပြီးတော့ပြုလုပ်ကြကိုကိုယ်ကြတာတွေဟာဒါတွေအမားတွေရှိတယ်ပေါ့။ ီးတကက်တော့မားတာမဟုတ်ဘူးလူတွေကမားတာဖြစ်တယ်ပေါ့ဒါကြောင့်ကိုယ်ဝေယုံကြည်မှု ထုံတန်းတလိအမားတွေဟာလည်းပဲတကယ်ရှိပါတယ်တဲ့ဒါကတော့မှန်ပါတယ်ဗုဒ္ဓဟာအစွဲတွေကိုချုပ်ဖို့ခေါ်တယ်တဲ့အမေကတော့ဗုဒ္ဓကိုပြန်စွဲတယ်တဲ့အဲ့တော့ဒီညမှာဦးဇင်းတို့ဓမ္မချင်းကသူတော်စင်များနားလဲဖို့လိုတာရှိတယ်ပေါ့ဗုဒ္ဓအစွဲတွေကိုချုပ်ဖို့ခေါ်တယ်ဟုတ်တယ်ဘာအစွဲတွေကိုလဲဆိုရင်ဥပါဒံဆိုတဲ့အစွဲတဏ္ဍဒိဋ္ဌိ ဒီဥပါဒံဆိုတဲ့အစွဲကိုချုပ်ဖို့မြတ်စွာဘုရားဟာတရားဓမ္မတွေဟောကြားပေးတယ်ပေါ့ဒါတွေကိုချုပ်ရမယ်ပေါ့အမေကတော့ဘုရားကိုပြန်ဆွဲတယ်တဲ့ तू ကဖះပြောတဲ့အစွဲနဲ့အမေဘုရားကိုဆွဲတာနဲ့ဟာ तू ကအတူတူလို့ तू ကထင်တယ်ပေါ့ထင်လို့ဒီလိုရေးတာပေါ့တကယ်တမ်းတော့ဦးဇင်းတို့အမြင်ဦးဇင်းတို့ထင်တာတော့အမေကတော့ဗုဒ္ဓကိုပြန်ဆွဲတယ်သူ့မိဟာဗုဒ္ဓကိုဆွဲတယ်ဆိုတာဟာတဏှာဥပါဒံ ဒီတဏ္ဍိတိဆိုတဲ့ဥပါဒံနဲ့စွဲတာမဖြစ်နိုင်ဘူးပေါ့တဏ္ဍတရားနဲ့စွဲတယ်လို့ပဲဒါဥစဉ်တို့ကတော့ဒီလိုပဲထင်ပါတယ်လူတယောက်ဟာဒါနမပြုမနေနိုင်ဘူးသီလမစောက်တရားမနေနိုင်ဘူးတရားအမထုတ်ရမနေနိုင်ဘူးကုသိုလ်ကောင်းမှုမပြုရမနေနိုင်ဘူးမြတ်စွာဘုရားကိုဂုဏ်တော်ဒီနဲ့ဖွင့်ဆိုချီးကျူးပြီးတော့ဘုရားကိုမပူဇော်ရရင်မနေနိုင်ဘူးဆိုတာက ဖះပုံမှာတဏ္ဍာဒိဋ္ဌိဆိုတဲ့ဥပါဒဏ်နဲ့ဆွဲတာဒါမဟုတ်ဘူးပေါ့ဖះပုံမှာယုံကြည်တဲ့တရားတရားနဲ့ဆွဲတာ ဖြစ်တယ်ပေါ့ဒါပေမဲ့ तू ကတော့ဒီဆွဲတဲ့ဆိုတဲ့ဇာတ်ကားကိုဒါ तू ကအတူတူလို့ तू ကထင်လို့ဗုဒ္ဓကတော့ဟာလာဗုဒ္ဓကအဆွဲတွေကိုချုပ်ဖို့ခေါ်တယ်အမေကတော့ဗုဒ္ဓကိုပြန်ဆွဲတယ်လို့ तू ကဒီလိုရေးတာပေါ့ဒါလည်းပဲဒါရေးတာမမှန်နိုင်ဘူးပေါ့ဗျာကဲနောက်ဆုံးအပိုက်ရောက်လာပြီပေါ့ နောက်ဆုံးအပိုက်ကဘာလဲဆိုတော့တရားဟာနိုင်ယူဖို့မဟုတ်ဘူးမေတဲ့ဒါကတော့ကြီးမားတဲ့အမှားတစ်ခုပေါ့မမှန်ဘူးပေါ့ဗျာတရားဟာနိုင်ယူဖို့မဟုတ်ဘူးတဲ့ဒါဆိုမြတ်စွာဘုရားကတရားကိုဟောတယ်နာဖို့မဟုတ်ဘဲနဲ့မြတ်စွာဘုရားဘယ်တရားဟောမလဲတရားနာမှတရားသိမယ်သိမှဥစဉ်လို့ကျင့်လို့ရမယ်ပေါ့ကျင့်မှလည်းပဲဒီတရားတွေကို ရရှိမယ်ပေါ့တရားနာမှာတရားအာထုံနီးကျင့်ကြံကြိုးကိုပွားများအာထုံနီးတွေကို သိနာလဲမယ်သိနာလဲမှာကျင့်လို့ရမယ်ကျင့်မှဒါလည်းယင်ဒါဒုက္ခချမ်းသာဒုက္ခခတ်တဲ့အင်းညာဖြစ်တဲ့အမြင့်ဆုံးတာမျက်နှိဗ္ဗာန်ကိုရမယ်ရောက်မယ်အဲ့တော့တရားဟာနာဖို့မဟုတ်ဘူးတဲ့ကျုပ်ဘက်တရေစေဖို့လည်းမဟုတ်ဘူးတဲ့ဖရာတရားတော်တွေမှာဒါရုပ်ဖတ်ဖို့လိုအပ်တာတွေရှိတယ်ပေါ့ ရုပ်ပတ်စရာမလိုတဲ့အရာတွေလည်းရှိတယ်ပေါ့အဲ့တော့ तू ကတော့တရားဟနာနိုင်ယူဖို့မဟုတ်ဘူးအမေရုပ်ပတ်တရေဆယ်ဖို့လည်းမဟုတ်ဘူးဖះစင်မောတင်ထားပြီးဖះစင်မောတင်ထားပြီးတိတ်တိတိုးအောင်လုပ်ဖို့လည်းမဟုတ်ဘူးတဲ့တရားဆိုတာကြင်ကြံအားထုတ်ပြီးတန္တရာတစ်ဖက်ကံကိုကုဖို့ဆိုတာ အမိတိအောင် ကျွန်တော်ပြောပြပြောပြချင်းသေးတယ်တရားဆိုတာကြည်ကြံအာထုတ်ပြီးတဲ့ တရားဆိုတာကျင့်ကြံအားထုတ်ဖို့ပေါ့အဲ့တော့ကျင့်ကြံအားထုတ်ဖို့ဆိုတာမှာတရားမနာပဲနဲ့ဘာနဲ့သွားကျင့်မလဲဘယ်လိုကျင့်မလဲကျင့်နေဦးဘယ်ကနေလေ့လာမလဲတရားနာတယ်ဆိုတာ နားနဲ့နားထောင်တယ်ညံနဲ့နားတယ်မျက်စိနဲ့တရားစာအုပ်တွေဖတ်တယ်ညံနဲ့နားတယ်ဒီလိုနာတာကိုဒါတရားနာတယ်လို့ဒီလိုခေါ်တယ်ပေါ့အဲ့တော့တရားမနာပဲနဲ့တရားသိတယ်ဆိုတာကဦးဇင်းတို့ပြစ္ဆကဗုဒ္ဓတို့ တပိညုတမြတ်စွာဘုရားတို့ဒီလိုပုဂ္ဂိုလ်ဒူပုဂ္ဂိုလ်မြတ်တွေကသာလျင်သူတို့ရဲ့ပါရမီတွေနဲ့တရားကိုနားစရာမလိုဘဲနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ထိုးထွင်းပြီးတော့တရားတွေကိုသိတယ်ပေါ့ကြံတဲ့ဝိညာဉ်တွေကတော့တရားနာမသာလျင်တရားအထုံဤတရားတွေကိုသိမယ်ကျင့်ကြံကြိုးကိုပွားများအထုံဤတွေကိုသိမယ်ပြီးတဲ့အခါမှာသိတဲ့အတိုင်းကျင့်မယ်ကျင့်ကြံမှဟလာသူပြောတဲ့တန္တရာတစ်ဖက်ကန်းဆိုတဲ့ဒါနိဗ္ဗာန်ကို ရမှာဖြစ်တယ်ဗောအဲ့တော့ကြံပြန်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အမှန်တရားလေးတွေကိုဦးဇင်းတို့ကပြန်ပြီးတော့ဖော်ပြပေးတာပါဒီလိုဆိုလို့ရှိရင်တော့ဒါအမှန်တရားမဟုတ်ဘူးဒီလိုမှအမှန်တရားဖြစ်တယ်ဆိုတာကိုဦးဇင်းတို့ဓမ္မချင်းကင်သူတော်ရှင်များဘုသူတဘာသာရေးနဲ့ပတ်သက်တဲ့ဘုသူတအသိဉာဏ်တွေရရှိဖို့အတွက်ဦးဇင်းကမျှဝေပေးခြင်းဖြစ်ပါတယ်ကဲအားလုံးတို့ဦးဇင်းတို့ဓမ္မချင်းကင်သူတော်ရှင်များဒီကနေ့ဦးဇင်းမျှဝေပေးလိုက်တဲ့ ဒီချောတွင်ရဲ့ဘာသာရေးနဲ့ပတ်သက်ဆက်နွယ်နေတဲ့ဒီကဗျာကိုအကြောင်းပြုပြီးတော့အားလုံးသောဓမ္မကြီးကသူတော်ဆင်များဘာသာရေးပုတ္တဘာသာရေးအသိဉာဏ်များဒါအနည်းငယ်တော့ရရှိကြလိမ့်မယ်လို့ဦးစင်ကတော့ညွှန်လင်းပါတယ်။ကဲအားလုံးသောဓမ္မကြီးကသူတော်ဆင်များဘာသာရေးပုတ္တဘာသာရေးအသိဉာဏ်များတိုးပွားရရှိကြ၍အားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာအသက်ရှိကြစွာနဲ့သာသနာအကျိုးကိုလည်းပဲ စားတဲ့တဘူတေဘူဆောင်ရွက်နိုင်ကြကုန်သောတရားသိမြင်မျက်နှာပံသို့ဝင်ရောက်နိုင်ကြကုန်သည့်တာသနာပြုသူတော်ကောင်းသူမြတ်လောင်များဖြစ်နိုင်ကြပါစေ။